မန်ချက်စတာယူနိုက်တက်နီးပြအာမိုရဲဟာအသေးနီးပြဖြစ်လာပြီးတဲ့နောက်အင်တာဗျူးပေါင်း460ကြိမ်ထိဖြေကြားခဲ့လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာဒီယာဒီစာပိုင်းမှာရလဒ်တီဆိုရမှုကြောင့်အသေးနီးပြတက်ဟက်ကိုရတုမထုတ်ပေက2024နိုဝင်ဘာလ1ရက်နေ့မှာ ော်တူဂီလူငယ်နီးပြအာမိုရင်ကိုအသေးနီးပြဖြစ်ခန့်ခဲ့တာပါအသက်40အရွယ်အာမိုရင်ဟာမန်ချက်စတာယူနိုက်တက်အသင်းနဲ့2029ခုနှစ်ထိစာချုပ်တရက်ချုပ်ဆိုခဲ့ပြီး2024နိုဝင်ဘာ17ရက်နေ့မှာအသင်းကိုစတင်ကင်တွယ်ခဲ့ပါတယ်။အာမိုရင်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုကင်တွယ်ပြီးတဲ့နောက်အသင်းကိုယူရိုပါလီပိုလူပွဲရအောင်ဆွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်ပရီးမီးယားလိမှရလဒ်တွေဆိုးရွားနေစေဖြစ်ပြီးပွဲစဉ်36ပြီးမှရမှတ်39မှတ်နဲ့အဆင့်16နေရာထိရောက်ရှိနေတာပါ။ဒါပေမဲ့အာမိုရင်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းနီးပြဖြစ်လာပြီးတဲ့နောက်အင်တ တာပြူပေါ462ကြိမ်ထိဖြေးချခဲ့ရတယ်လို့သိရပါတယ်။ပရီးမီးယားလီဂ်ဟာရုပ်သံထုတ်လွှင့်သူတွေနဲ့ပွဲစဉ်မတိုင်မီအသင်းကြီးပြတွေကို15မိနစ်ကြာအင်တာဗျူးလုပ်ခွင့်ပေးထားတယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်တင်ဟာအင်္ဂလန်နဲ့ကမ္ဘာတဝန်းမှာကြော်ကြားဆုံးသင်ဖြစ်တာကြောင့်အာမိုရီမှာအခြားပရီးမီးယားလီဂ်နီးပြားတွေထက်အင်တာဗျူးတွေကိုပို့ဖြေးခဲ့ရတာဖြစ်ပါတယ်။ပရီးမီးယားလိတရားဝင်ရုပ်သံထုတ်လင်းသူတွေဟာအာမိုရီနဲ့ပြုလုပ်ထားတဲ့အင်တာဗျူးတွေကိုလူမှုကွန်ရက်တွေမှာတင်ခဲ့ရာအခြားသူတွေထက် engagement ပုံမြင့်မားခဲ့ကြောင်းလည်းသိရပါဗျ။ အာမော်ရင်နေနဲ့ပရီးမီးယားလိစီမီယာတိုင်အင်တာဗျူးတွေဖြေခဲ့ရပေမဲ့သူ့ရဲ့ဖြေခဲ့ရတဲ့အင်တာဗျူးပမာဏမှာအလွန်များပြားနေတာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အာမော်ရင်ကိုအင်တာဗျူးပြုလုပ်မှုနည်းပါးအောင်ကြိုးပမ်းခဲ့ပေမဲ့အသင်းရဲ့ပုံရိပ်ကြောင့်အာမော်ရင်မှာမီဒီယာတွေရဲ့တောင်းဆိုမှုများပြားခဲ့လို့သိရပါတယ်။